ော့ကျွန်တော်ကတော့28နှစ်ပြည့်နေပြီဆိုတော့ဟိုကိုယ့်အထာနဲ့ကိုတော့နေကြည့်ချင်တယ်ကိုကိုအမျိုး changes တွေလည်းဟိုဟာလုပ်ကြည့်ချင်တယ်ကျွန်တော်ကတော့လူတိုင်းဖြတ်ကျော်နေတဲ့ပုံစံနဲ့ပဲလူတိုင်းလိုပဲဖြတ်ကျော်နေရပါ အသေးကွဲရသေးတော့ဘာလို့တော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့လည်းဒါကတော့အမလို့တော့ဒီအကိုတို့ရောတိမာပါကိုရဲ့အဆိုးဆုံးချိန်ကတော့ဘေဒူးစီကိုဆွပြေးมาတယ်ကိုမိဘစီကိုပဲဆိုတော့ဒီလိုပဲအခုကတော့ကျွန်တော်အတိပေါ့တော့ထောင်သားတဲ့ Mediation Production ကိုလာပြီးတော့အားပေးတာပါ Mediation ဆိုတဲ့ရုပ်ရှင်မှာလည်း ီအတိဒီရိုက်တာတွေရောတရုတ်ဆောင်တွေရောလာပြီးအားပေးရပါအအပိတ် operation ကတော့အောင်မြင်သွားပါလေလွန်ခဲ့တဲ့နှစ်ပတ်တုန်းကအခုကတော့ပြန်လာပြီးတော့ဒီနားနေရတယ်ဟို physio physiotherapy ရေလုပ်ဆရာရှိရလဲလုပ်ရသေးတယ်ဟိုဒါပေမဲ့ပြန်တော့တွားရအောင်မယ် check up အနေနဲ့ ဒါပေမဲ့အရင်ထက်စာရင်တော့ပို့ပြီးခိုင်ပါတယ်ပို့ပြီးတော့လဲချမ်းပါတယ်ဆိုတော့ပြောချင်ပါတယ်တကယ်ချင်းလည်းလာပြီးတော့အားပေးရဆိုတော့အဖေကပို့ပြီးပြောတာပေါ့အများနဲ့တော့စိတ်ကူပါလဲဟိုဒါပေမဲ့လည်းအဖေဘက်မှာလည်းကျွန်တော်တို့ဟိုတပည့်တယောက်ရှိတဲ့အတွက်လည်းအဖေအတိတွေရောမိစေတွေရောအများကြီးမှဟိုကြီးဆိုင်ပြီးတဲ့အတွက်လည်းအာယုံကြည်ပြီးတော့လည်းထားခဲ့လို့ရတဲ့ချိန်တည်းရှိပါတယ်ကျွန်တော်ကလည်းအဲ့လိုမျိုးနည်းနည်းလေးတော့အလုပ်ရောမိသားစုဘက်ကရော ဟိုမြတ်တအောင်တော့တိုက်ပြီးညှိပြီးတော့လုပ်ရသေးတယ်ဘာလို့လဲကျွန်တော်လည်းအလုပ်တွေအများကြီးလဲဟိုကြံခဲ့တဲ့အလုပ်တွေရှိတော့တယ်ပြန်ရတဲ့အချိန်မှာလည်းနည်းနည်းရောစိတ်မကောင်းဖြစ်ခဲ့ပေမဲ့လည်းဟိုအလုပ်ကိုလည်းကျွန်တော်အာရုံစိုက်ပြီးတော့လုပ်ရမယ့်အချိန်တွေရှိတယ်အခုလည်းပြန်ရောက်ပြီဆိုတော့အလုပ်ကဲလို့ရတယ်အဖေကိုလည်းနှုတ်ဆက်လို့ရတယ်ဆိုတော့ဝမ်းသာပါတယ်ဟုတ်လက်ရှိတော့ကျွန်တော် program တစ်ခုကို editing လုပ်နေရနောက်လာဆိုရင်တော့အကုန်လုံးကြီးစုကြီးစုလို့ရအောင်တော့ကြိုးစားနေပါတယ်ဟိုပြီးွားရတဲ့ကျွန်တော်ဇလန်းတွဲရောရုပ်ရှင်ရောမီနီစီရောရိုက်ဖို့လဲဟိုအစီအစဉ်တွေရှိပါတယ် အအခုတော့ကျွန်တော်ကတော့28နှစ်ပြည့်နေပြီဆိုတော့ဟိုကို့အထာနဲ့ကိုတော့နေကြည့်ချင်တယ်ကို့ကိုအမျိုး changes တွေလည်းဟိုဟာလုပ်ကြည့်ချင်တယ်အာပြီးတော့အနေနဲ့ကျွန်တော်လည်းဒီရိုက်ချင်တဲ့ရုပ်ရှင်ပေါ်မှာလည်းဒါလည်းတင်ဆက်ရင်တော့အမလို့လည်းမြင်ပါပါအဲ့ရဲ့ mindset ကိုလည်းတွင်းနေရအာအလုပ်တွေရော social တွေရောတော့တက်နေရတော့မြတ်တောင်းအောင်လုပ်ပါလေဒါပေမဲ့နည်းနည်းအလုပ်တွေများနေတဲ့အတွက်တော့ဟိုအလုပ်ကိုတော့ပို့ပြီးအာရုံစိုက်ဖြစ်ပါလေ ်ပါ Personal ကတော့ personal ပါကျွန်တော်ကတော့လူတိုင်းဖြတ်ကျော်နေတဲ့ပုံစံနဲ့ပဲလူတိုင်းလိုပဲဖြတ်ကျော်နေရပါလူတိုင်းဖြတ်ကျော်နေတာကကျွန်တော်လည်းလူတယောက်ပါပဲဆိုတော့လူတိုင်းရဲ့အခက်အခဲကလည်းကျွန်တော်လည်းရှိတယ်လူတိုင်းရဲ့ခံစားချက်တွေကကျွန်တော်မှလည်းရှိတယ်ဒါကတော့ကျွန်တော်ကဘယ်လိုမျိုးခံစားနေရလဲဘယ်လိုမျိုးဖြတ်ကျော်နေလဲဆိုတာဒါကကျွန်တော်ရဲ့ private information တွေပါ ကျွန်တော်အမေရောကျွန်တော်အဖေရောတခုခုဖြစ်နေတယ်တိုးတော့အများနဲ့ရင်ဖွင့်ပါတယ်တခါတည်းလေတော့ရင်မဖွင့်တဲ့ချိန်တွေရှိတယ်အာဒါတော့အဖေအမေသားသမီးတွေအတိုင်းအဲ့လိုမျိုးတော့ရှိတာပေါ့ဒါပေမဲ့ဟိုအများနဲ့တော့ဟိုအရေးကြီးတဲ့ဟာတွေတော့ဖွင့်နေပြီးတော့ပြောပါတယ်အသေးကွဲရာတွေတော့ဘာလို့တော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့လည်းဒါကတော့အမလို့တော့ဒီအကိုတို့ရောတိမာပါကိုရဲ့အဆိုးဆုံးချိန်ကတော့ဘေသူစီကိုထွက်ပြေးมาတယ်ကိုမိဘစီကိုပဲဆိုတော့တည်လို့ပဲ အာအမေကိုအမေကိုတော့နည်းနည်းပို့ပြီးရင်ဖွင့်တာတော့ဟိုပို့များပါလေဒါမဲ့ဟိုတခြားဟာတွေပုံမှန်လည်းရင်ဖွင့်ရတယ်များပါလေဟုတ်